မြန်မာထိုင်းနယ်စပ်ကရင်ပြည်မြောက်ရီမြို့တောင်ဘက်ကမင်းလက်ပံရွာမှာစစ်ကော်မရှင်တပ်နဲ့ဒီပူးပေါင်းထားတဲ့ DKBA တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကြားဖြတ်ရုံတစ်ခုပေါ့လေဝင်းတစ်ခုကိုအာ KNL ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတော့စီးနင်းခဲ့ပါတယ်။အဲ့ဒီစီးနင်းမှုဟာ DKBA ဘက်ကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်တွေကိုစပစ်ခတ်ရာကနေပဋိပက္ခဖြစ်ပွားခဲ့တာလို့သတင်းအရင်းမြစ်တွေကဆိုပါတယ်။ဖြစ်စဉ်ကတော့နိုဝင်ဘာလ22ရက်နေ့ကဖြစ်ပွားခဲ့တာပါ။မင်းလက်ပံရွာအဝင်ကဒီကြားဖြတ်ယုံကိုအဲ့ဒီဝင်းကိုပေါ့လေစောင့်နေပိုးတခွားသီးဥဆောင်နေအာ DKBA တပ်ဖွဲ့တွေဟာစစ်ကော်မရှင်တပ်နဲ့ ဒီလဝါချင်းရိုက်ပြီးတော့ KNL တက်မဟာ6ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကိုတနက်နဲ့စပြီးတော့ပစ်ခဲ့တာပစ်ခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ် ဒေါ်လာရေးပူပေါင်းတက်ဖွဲ့တွေဘက်ကပြန်ပြီးတော့ပြစ်ခတ်ခဲ့ပြီးနောက်အဲ့ဒီကြားဖြန့်ယုံအဲ့ဒီဝင်းကိုပေါ့လေဝင်ရောက်စီးနှင်းခဲ့တာပါ DKBA တက်ဖွဲ့ဝင်အယောက်20လောက်နဲ့လက်နက်ခဲယမ်းတွေကိုအာဖမ်းဆီးထိမ့်သိမ်းလိုက်ပါတယ်ပြစ်ခတ်ဖို့အမိန်ပေးခဲ့တဲ့ပူသခွားတီးကတော့ထွက်ပြေးတင်းရှောင်သွားတယ်လို့ဆိုပါတယ်ဖမ်းဆီးထိမ့်သိမ်းခံထားရတဲ့ DKBA တက်ဖွဲ့ဝင်တွေနဲ့ဒီလက်နက်တွေပြန်ရဖို့အတွက်ကိုတော့ DKBA ခေါင်းဆောင်တယောက်ဖြစ်တဲ့စောစန်းအောင်ကနေမြေကန် န် KNL လေတာဝန်ရှိသူတွေနဲ့လာရောက်ညှိနှိုင်းခဲ့တယ်လို့ဆိုကြပါတယ်။လက်ရှိမှာလည်းဒီမြားရီမျိုးတောင်ဘက်ဖလူးနဲ့အာမင်းလက်ပန်အာရွာပေါ့လေအဲ့ဒီရွာတွေဘက်မှာဆိုလို့ရှိရင်စစ်ကော်မရှင်တပ်နဲ့ KNL လေပူးပေါင်းတပ်ဖွဲ့တွေအကြမ်းမှာတိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေပါတယ်။